ရဲ့အမြင်အဲတိမ်မှုတွေပေါ့လေနောက်ပြီးဆရာတော်သမရကြီးကြီးကြောင်းလဲသူဝီနီးတော်နဲ့အကဲခတ်တော့အဲ့ဒီစတင်ပြီးတော့အရှင်မြတ်ဘုဟုတ္တရားနဲ့လာ2000နဲ့အဲ1996 95လကတိုင်းဒီဟာတွေကိုစိတ်ဝင်စားပြီးတော့လာခဲ့ဆိုယူတော့လေ2000ခုနှစ်လောက်ကနေတွေ့ခဲ့တာအဲ့တော့အခုလူနိုင်ငံသားတာနာပြီဆိုပြီးတော့ ျန်တဲ့နေရာတွေလူသိစိတ်ဝင်စားဘူးအမေကမှစိတ်ဝင်စားအဲ့မြေကြီးကဘလူကလှူတာလဲသူကပြောနေတာတွေကတော့ဟိုအပေါ်ယံနားလည်မှုနဲ့ပြောကြတာပေါ့တင်မတင်မဟိုပြောတဲ့လူတွေကလည်းအပေါ်ယံပဲအလုတ်လုတ်ကြတာပေါ့ဗျာမှန်ပါဗျာတပည့်တော်ကတကယ်လုတ်တဲ့လူကြတော့တကယ်လုတ်ဖို့ဆိုတာကြတော့ကိုလိုသူလိုဒါဖျားရှိခိုး ဆုတောင်းဒီတီလာဆောင်ဆိုရုံနဲ့တော့ဒါတရားစခန်းလေးဝင်တော့အဲ့ဒီအဆင့်လောက်နဲ့တော့နားလည်ဖို့မလွယ်ပါဘူးဗျာဒါကတော့အများနားလည်တယ်အတရားဆိုတာဒီလိုအားထုတ်ရမယ်ဒီလိုမျိုးလုပ်တဲ့အဆင့်ကိုဒီလိုတော့အများကြီးကြော်ပြီးတော့အချိန်ပြည့်ပေါ့တရားနှလုံးသွင်းနိုင်အောင်ဒါနာပြုတဲ့နေရာမှာလည်းတရားရိပ်တာကိုရက်ပိုင်းလေးပဲလပိုင်းလေးပဲမဟုတ်ဘဲနဲ့အချိန်ပြည့်ပေါ့ဖွင့်လက်တဲ့အဆင့်အထိရောက်သွားတဲ့အခါကျတော့ဒီလိုလုပ်တာကလည်းအဲ့လောက်အထိကုလိုကောင်းမှုတွေလုပ်တဲ့အတွက်လည်းရရှိလာတဲ့အကျိုးကျေးဇူးတွေကြတော့ တောင်းတောင်းမလုပ်တဲ့လူကနားမလဲဘူးပေါ့နော်နားမလဲတော့ဒါအများအပြစ်ပြောရင်လဲဝိုင်းပြီးတော့မှဒါယုံလိုက်တဲ့တဘောဒီဘက်ကကျတော့တကယ်လဲဒါတပြည့်တော့ဘွားတစ်ခုလုံးဒါဒီတာရဏအတွက်ပေါ့နော်အများအတွက်ပေါ့လေအတုံးချလာခဲ့တာလေအဲ့ခါကျတော့မလုပ်တဲ့လူတွေနားမလဲတာကိုဒီလိုအနေနဲ့ဘာမှဟိုစိတ်ထဲမှာမရှိပါဘူးကြာ။ဟောဒီလိုလဲဒါနားမလဲတဲ့ဘဝတွေမှာဒီဘဝမှာကအစပေါ့နော်။တရားမထုတ်ခင်တုန်းကနားမလဲပါဘူးကြာ။အဲ့ခါကျတော့ ဆွဆွဲခဲ့တယ်အထင်သေးခဲ့တယ်ပေါ့နော်ပြင်မာခဲ့တယ်ပေါ့အဲအဲ့ဒီအကျွေးတွေပြန်ဆက်ရတယ်လို့ပဲဒီပြီးတော့ယူဆပါတယ်ဗျာဒါကတော့ဒီလိုဖြည့်ရှင်းရတာတော့ဒီပြီးတော့အကျဉ်းနဲ့ဆုံးပါဗျာသူများကြိုက်တာမကြိုက်တာဒီပိုင်းဒီပြီးတော့ရဲ့ဒကာရမတွေဆိုလည်းမကြိုက်ဘူးလေအားဆရာတော်ကဟုတ်ရတာနဲ့ဟောပါနော်ကိုယ့်ဘက်မှာလည်းအမှန်တရားရှိတာကိုမရှင်းပြဘူးဆိုတာသူတို့တောင်မှနားလေသူတို့ဒီပြည့်တော်ရဲ့ဒကာဒကာမရင်းနေအခုသူတို့ကိုနားလည်ဖို့တောင်မှဒီပြည့်တော်အများကြီးအချိန်ပေးခဲ့ရတာအခုမှဒီပြည့်တော်ကိုသိတာပဲဖြစ်ပါတော့ ဆွဆွဲတာပဲဖြစ်ပေါ့အဲ့ဒါကိုဒီလိုကလော်လကူလေးနဲ့ဘလို့လို့ရှင်းပြလို့ရပါမှာအဲ့ဒါပေါ့သူတို့နားလေချင်းတန်းနားလေလာမယ်ဆိုပြီးတော့အဲ့လိုနဲ့ပဲဒီလိုကဖြည့်ရှင်းချက်ထုတ်မနေတော့ဘူးပေါ့ကိုလှုပ်ဆရာရှိတာကိုပဲဒါဆက်လှုပ်တဲ့တဘောပေါ့အဲ့ဒါပြဿနာဒီလိုထေရဝါဒဘုရားဝါဒမှာအဖြည့်ရှင်းရင်ကုနီအဘကျန်နေဆိုပြီးတော့အရှင်မြတ်ကိုဘလို့ကြီးကြီးသူတို့အမြင်မကြည့်တော့နောက်ပြီးကြတော့ယောက်ျားမိန်းမကိစ္စပေါ့အဲ့နဲ့ပတ်တဲ့နဲ့သူတို့ စွဆွဲတာနဲ့စွဆွဲခံသူကပြန်လေဖြည့်ရှင်းခြင်းမမပြုတ်မီမှာသူ့နေဝဒုဒ္ဒနာဒုဒ္ဒစင်ကြယ်သည်လည်းမဟုတ်မစင်ကြယ်သည်လည်းမဟုတ်ဘူးထားရအောင်ရှိတော့ထားတော့ဗျာအခုတပြည့်တည်းမြင်တာတခုပြောပြအရှင်မဘလို့ဖြစ်နေတော့မသူအိန္ဒိယကိုဝဲတယ်ဆိုတော့ခုနကအဲဒုရရဘလို့လဲမော်လမြန်ဟိတာဒရာလေးသူလဲအလင်ခံလဲရတယ်ပတ်သက်သိထောင်ကြီးခံလဲရတယ် 我他妈大了，没看我，哎，都免了，都大了，工作还得，体力活嘛，起码土表点去了，工作了没够嘛，我讲，他那个了，你也，你他也过了吧？你那咋的嘛？那嘛的嘛，那嘛的嘛，那嘛的嘛，你那咋接接吧？那里面讲了，他比如，他话了，他开了东路亚的，少你吧，扒了嘛？你几个嘛？什么啊？啊啊？什么啊？ ရင်းမြတ်တို့လက်ငင်းလုပ်လိုက်ရတယ်ပေါ့အဆောက်တာပါညာကြာချင်းဘုန်းကြီးအောင်မဖြစ်နေနွားချန်လဲကန်လဲတာပဲရှင်မြတ်အကျင့်ပြိုင်ကအလုတ်ပေါ်မှာရှင်နန်းတင်တဲ့အတွက်ရေးကြည့်တာပုံကူလည်းမယူနေရာလည်းမယူဘာသာလည်းမလို့အဲ့လိုအဲ့ဒါဒီဒီလက်ခံတယ်ဒါပေမဲ့ကျန်တဲ့လူကြာဒါနွားချန်ကြီးတို့ပြောကြမှာလေဒါတော့ဒီတော့မြင်တဲ့ပြဿနာတစ်ခုကိုတင်ပြနေတာဥပမာဆိုတော့မြောက်ဥဆောင်နဲ့အရှင်ပြားနဲ့ဘုရားရင်ဝင်ရတယ်ရောက်ဆရာတော့ကြာတော့ဟုတ်ပြီ ဲ့တော့မြောက်စီရရဲ့ကုံကြသိနဲ့အရှင်မဲကုံကြသိရတအားကွာလိမ့်မယ်လို့ထင်တယ်ဒါတော့ तू ကဟုတ်အရင်တော့ဆိုတော့ဈေးပေါ်မှာပေါ့ဗျာဒါပေမဲ့မဟုတ် तू နေတဲ့နေဟာဖီးယားကြီးနဲ့အနိစ္စဆုံးနေရာဖြစ်ပြီးတော့အရှင်မရကြောင့်ဖီးယားနဲ့အများကြီးဝေးတယ်လीမှန်ပါတယ်ဗျာဒါပေမဲ့မြောက်စီရတော့နေရာကြတော့ထပ်တိုးချက်ကိုမလိုရတော့ဘူးကောင်းပြီအဲ့အတွေးခေါ်လေးလေးပေါ့သူများနဲ့မကြည့်ရအတွေးတွေအရှင်မဲမှာအဲ့လိုရှိတယ်အမားထဲမှာအရှင်မဲကမှန်အောင်မကြိုးစားဘူး အဲ့အမားတွေကတော့အကောင်းဆုံးရွေးချယ်ပြီးတော့အမှန်ဆုံးဆိုတော့အရှင်မြတ်လုတ်တတ်တယ်ဒါကိုတနိုင်ငံလုံးရောတပည့်တော်အရှင်မြတ်ကိုဘလို့ပြောမလူဘွားတိုင်းယဉ်နီးခဲ့တယ်လို့အရှင်မြတ်ရဲ့အမြင်တွေဟာလူတွေကတော့စီးပွားရေးအမြင်ပေါ့တပည့်တော်မဟုတ်ပေါ့ဓမ္မမှာအသုံးချမ်းဓမ္မအမြင်ပါအဲ့လိုမြင်တယ်အခုပြောပြเสียဘလို့ပေါ့ဗျာဒီတော့ဘလူပြောမလဲပေါ့အခုတပည့်တော်အဲ့ကဓမ္မရောက်ပြီဘုရားကိုရောက်ပြီအရှင်မြတ်သေးတယ်ပို့ပြီးဝယ်ခဲ့မှာအခုအရှင်မြတ်ကလူနေတာတွေကဈေးပို့ပြီးဝယ်တော့မကတဲ့ အိန္ဒိယနိုင်ငံမှာတဘာဝရိပ်သာဆရာတော့အိန္ဒိယဆိုတာဖြစ်သွားရတဲ့အရှင်မြတ်ရဲ့လှုပ်ဆောင်ချက်တွေကြောင့်လူနေတာတွေဟာငွေချင်းနဲ့နိုင်စားလို့မရသူရဲ့စိတ်ဓာတ်တွေရောအရှင်မြတ်အနိုင်ရတာအခုကိုယ်တိုင်တွေ့နေရပြီဒါကြောင့်တာနာပြုတဲ့နေရာမှာ အရှုံးအမြတ်ကိုမတွေ့တဲ့အရှင်မြတ်ဟာအဲအကျိုးအမြတ်ကိုလူတွေရဲ့မျက်လုံးနဲ့ကြည့်တဲ့အခါမှာရှင်မြတ်ပုဂ္ဂံခံရမယ်စောဟခံရမယ်ဒီရောက်လာလဲအခုကကြီးမသွားနဲ့တော့အကုန်လုံးက ဒုက္ခအဘက်သင်လိမ့်မယ်ဒါသူတို့ပြောတဲ့စကားလေးတွေမမဖျားဟုတ်ပါတယ်ဖျားပေါ့ဒါပေမဲ့တပိတော့ရောက်အောင်တော့သွားမှာပါအားလုံးလည်းစီစဉ်ပြီးပြီအဆိုးဆုံးကတဘာဝရိတ်တာဆရာတော်အမေကမှာကင်းကပျောက်သွားတယ်နောက်ကြပတ်စပို့လည်းပျောက်သွားတယ်အဲ့ဒါကြောင့်ဟာကိုတော့အဲ့ဒါလူလိမ့်အဲ့ကောင်လိမ့်အဲ့လိုလာတာပေါ့။ဘာကြောင့်လဲဆိုတော့ဟာအမေရိကန်နိုင်ငံလို့ဒီလောက်စနစ်ကျတဲ့နိုင်ငံမှာဂင်းကပ်ပြောက်တယ်ဆိုတာဟာ အဲ့ဘယ်ပစ္စည်းမှုဆိုပြန်လာတွေ့တယ်ပြန်လဲပြီးတယ်ဒါမလာခြင်းလို့ရှင်မသူ့မှာဟိုရန်ကုန်မှာလဲရှင်းစရာအမှုတွေရှိတယ်ဒါရှင်မမကြားတာတွေကြားအောင်ပြောတာပါတပြည့်ဖုန်းနဲ့လည်းမပြောခြင်းဘူးဘာကြောင့်အဲ့လိုပြောတယ်လဲနိုင်ငံရေးအမြင်တွေစောင်းနိုင်လဲရှင်းရှင်းမယ်နောက်ဆုံးဒီ green card ပျောက်တာ ਨੇ ပတ်သက်လို့အရှင်များဟာမြမပြီးမှာဝါချွင့်ရှင်းရမယ်အမှုတွေရှိလို့မလာခြင်းလို့ အဲဥက္ကာကြီးကိုတမင်ဒုက္ခပေးခြင်းလို့အဲ့တော့သူကပြောပဲဟိုသူဒုက္ခပေးတော့မပေးတော့သူပေါ်တော့ကိုကိုသွားမယ်လို့ပြောတယ်သူမရှိတော့တောင်းယူသလဲလှုပ်ပေးလိုက်မယ်အရေးကြီးတာသူ့နေရာကိုဘာလှုပ်ထားလဲအစ်မကိုသိအောင်ဒီမြနိုင်ရင်အဲ့ကဓမ္မသာနာတော်အတွက်ဒီဆောက်တာသဘောရိပ်တာဆရာတော်ကိုကာကွယ်ဖို့သွားတာမဟုတ်တလို့သဘောရိပ်တာဆရာကိုကြောက်တဲ့ချဖို့သွားတာမဟုတ်ဘူးဒါပေမဲ့သူ့လူရဲလဲကြောက်တဲ့ချလို့သင်တယ်လို့သာနာတော်ကလည်းဘောမလို့ပြောမှာပဲအဲ့လိုသဘောရိပ်တာဘောမလို့ပြောမှာပဲ ဇင်းမကြီးကဘာတွေစားရဆိုဒီမှာလဲအဲ့လိုပေါ့ဇင်းမအဖွဲ့ကြီးရဲ့ဆက်ဆံမှုဒီဟာစော်ကားလို့ရှိမှဒီလိုကျင့်တယ်ဘာလို့ဆိုတော့သူတို့ဟာအရှင်မြတ်အရေးအောက်မှာနေတဲ့လူလို့ထင်နေတာတပည့်တော်ကကိုရက်နဲ့ကိုလင်းအောင်နဲ့ကိုနေပေမဲ့သို့တော်ရှင်မြတ်နဲ့သွားနေအရှင်မြတ်ရှင်မြတ်ရဲ့လုပ်ငန်းဆောင်တာတွေကိုတောင်းဝန်ယူတဲ့သူအနေနဲ့တပည့်တော်အရှင်မြတ်အကျိုးကိုရှိရှိယူတာကောင်းပြီလို့ဆိုရင်မပြောင်းနိုင်တဲ့ကတ်ကဘာကြောင့်ပြောက်တာလဲလို့နေတယ်အဲ့ဒါပါပြောမယ် လူလိုနားမလည်နိုင်တဲ့ကိစ္စတွေကဒီဖရာတရားတန်ခါနဲ့ပတ်သက်လာအများကြီးဖြစ်ပါတယ်။อืมဟုတ်ပါတော့လူလိုနားမလည်ဆိုတာလူတယောက်အနေနဲ့ဆိုရင်တော့နားမလည်နိုင်တာမျိုးပေါ့လေ။ပြောမစင်တော့စားစရာကနည်းနည်းလေးစားမကုန်ဘူး။ဒါမျိုးတွေပေါ့နော်။ဒါตาหนามาတော့จ้างနေจ้ะบ่เนี่ยရှိတယ်เนี่ยဟိုဘယ်လိုပြောမလဲปွားလာတယ်လားဘယ်လိုဖြစ်မှန်းကိုမသိတာဘူးဟဲ့လေပြောပါနောက်ပြီးတော့ ကောင်းတာလုပ်မယ်ဆိုရင်ပိဋကကဟိုပေါ့နော်ဒီတရားထိုင်တရားပွဲတွေပါရလုပ်မယ်ဆိုလဲဘလောက်ကြဲကြဲလူကပြည်တာပဲอืมသူ့အနေနဲ့သူဖျားတယ်မယ်ဆိုလဲအလူငွေတွေကဘလောက်ပဲကုန်ကုန်သူ့အနေနဲ့သူလာကြတယ်လို့ပေါ့တရားစိတ်ဓာတ်ဆောက်တဲ့အခါမှာလဲအလူငွေတွေကအဲ့လိုပါဗျာဟိုဘလူမမ်းမသိပဲနဲ့ပေါ့နော်ဒီ logic level နဲ့စဉ်းစားခက်တဲ့အကြောင်းတရားတွေရှိပါတယ်အခုဒီဟာလဲတပြည့်တော်ကဒီ ဖုန်းတွေရောဒီပေါ့နော်ဆာရုပ်ဆာတန်းတွေပေါ့လေဒီကပ်ပြားတွေရောပေါ့လေဒါတွေကိုဒီတော့ထိမ့်သိမ့်နေကြပါတုံတောင်မပြောက်ဘူးဗျဒါပေမဲ့ဖရိုဒါမှာကြတော့သူကចောင်း၄ចောင်းလောက်ကိုတရားစခန်းသွားဟောတယ်ဟောတဲ့အခါမှာလဲသူတော့စကူတွေလားဗီယန်နမ်ចောင်းတွေဗီယန်နမ်ဘုန်းကြီးចောင်းဘုန်းကြီးចောင်းတွေမသိပါဘူးလားစကူတွေ University လားအင်းပြောက်အဲ့ဒီမှာသွားဟောရင်းနေတယ်တပြည့်တော်ကဒီဩဒီကပ်ပြားလေးတွေကဒီပေါ့ ယူသွားဖို့လည်းပြเสียလည်းမလိုဘူးပေါ့နော်မလိုတဲ့အခါကျတော့ကဲအခုဒီကျောင်းမှာရှိတဲ့အချိန်မှာဒီဂရင်ဘေးနာကအန်ဆွဲလေးမှာအော်ခဏဂရင်အောက်မှာပဲဖြစ်ပေါ့အမွန်အန်ဆွဲမှာ